အားလုံးပဲမှာပါအာကျွန်တော်မြေတရားရစားပါအတက်ဖိုင်ဘာအနန္တတရားရှိပေးရှိရဲ့အဲ့ဒီမျိုးဖြစ်လို့ဒါကျွန်တော်အတက်ဖလစီနဲ့အကြောင်းသိလို့မိခရဲ့အဲ့ဒီတရားရစားဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဘာလို့ပြောင်းမှာလဲဆိုတော့ကျွန်တော်တို့ဘောနော်ဒါအတက်ဖိုင်ပါအနန္တပေါ့နော်ဒါတက်စင်အတူယူထားတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်က user name နဲ့ပေါ့နော်ဒါ password change လေးကိုကျွန်တော်အနေနဲ့လုပ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဒီအတက် wifi အတက် fiber ကိုလက်ရှိတုံးနေတဲ့လူတွေက ဟို user name password တွေ change နေတာလေပေါ့နော်ဒါပေမဲ့ရုံကိုကျွန်တော်တို့ဒီ attention နဲ့ call center တို့ကတော့ phone service change လဲဟိုတို့တို့ SMB line ရှိကြတယ်ဒါပေမဲ့မိမိကိုယ်တိုင် change နေတော့လေပေါ့နော်ဒါ change ရတာဒါဟိုအစင်ပြေချောက်ပေါ့နော်အဲ့လိုမျိုးချိန်ရလို့ရှိရင်ဟိုမချိန်တဲ့ချိန်တည်းနဲ့လုံးမိလိုက်လို့ရှိရင် coffee ပြောက်သွားတာတို့တဲ့မလား coffee ပြောက်ပြီးတော့လောကအနားနဲ့ line မှာပြတ်သွားတာပုံစံမျိုးတွေ့ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကကြတော့ဒါအဲ့လိုတွေမဖြစ်အောင်ကျွန်တော်ပကံနေပြီးတော့အဲကျွန်တော်တည်တဲ့ဟာလေးပေါ့နော်ဒါအားလုံးအစင်ပြေလွယ်ကူပါအောင်ကျွန်တော်ပကံနေပြီးတော့ဒါလုပ်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီအခုဗီဒီယိုလုပ်ပြလိုက်တဲ့အထက်မှာလည်းပေါ့နော်ဒါအမားလေးတွေရှိခဲ့ရင်လည်းဒါသိခံပြီးတော့ခလုတ်ပြီးကြည့်ကြပါလို့ဒါမျိုးတိုင်းခံလို့ပါတယ်အဲ့တော့ ကျွန်တော်တို့ video တွေကိုကျွန်တော်လိုက်လို့ကြည့်လိုက်ရအောင်။ဒါတော့ကျွန်တော်တို့ဘာလို့မလဲဆိုတော့ဥပမာနေပြောရမယ်ဆိုရင်ကျွန်တော်တို့ကအင်းတော့ဒီပေါ့နော်မမီ wifi ကိုချိန်ထားလို့ရပါတော့ကျွန်တော်ကကျွန်တော်ဒီအနာ wifi နော်ဒီလိုမျိုးချိန်ပါကွာကျွန်တော်ကကျွန်တော်ဒါပို့လို့ရတော့ကျွန်တော်ပေါ့ပြုတ်ထားပါတော့ပေါ့ပြုတ်ထားတော့ဒါအနာအနာနဲ့ကတည်းကထောက်ပါတော့တော့ဆိုမှဒါကျွန်တော်ကဒါချင်းပြောက်ပြီးမှဖြစ်တယ်အဲ့တော့ကျွန်တော်ဒါတစ်ချိန်ပေါ်လို့ရှိရင်ကျွန်တော်တို့က like comment ip လေးတစ်ခုရှိပါတယ်အဲ့ဒါလေးကျွန်တော်မှတ်ထားဖို့လိုပါမယ်နော်အဲ့ဒါလေးကပါလဲဆိုတော့ကျွန်တော်တို့ဒီကနေပြီးတော့ရိုက်မယ်ဆိုလို့ရှိရင်မေးလို့သွားမယ်ဆိုတော့အဲဒီခရုံးနဲ့ကျွန်တော်တို့ဝင်ရမယ်နော်ခရုံးနဲ့ဝင်မယ်အဲဖုန်းနဲ့ဝင်ပါလို့ရှိရင်ဘာရမယ်ဆိုတော့တရားလေးရိုက်ပြီးပါ1 9 2 เนาะတကူနှစ် sorry ပါတကူနှစ်ဒေါ့အဲ168ဒေါ့ဒါ100ဒေါ့ဟောเนาะအဲ့တော့ရတော့ကျွန်တော်တို့ခေါ်လိုက်တယ်ဒါတော့အဓိကကဟိုဘာခေါ်လိုက်တယ်လဲဆိုတော့ကျွန်တော်တို့ web pan ကိုခေါ်ရတဲ့ဘောပေါ့နော် web pan ကိုခေါ်လိုက်လို့ရှိရင်ကျွန်တော်ကဒီလိုမျိုးပေါ်လာမှာเนาะအဲ့တော့အဲ့လိုမျိုးပဲဆိုတော့ user name ပါဆိုတော့တောင်းလို့ရှိရင်ရွှေရှိမှလေကျွန်တော်ဘာရရမလဲဆိုတော့အကောင့်အသေးလေးပါပဲ daily ကို admin တိချရိုက်ပါပြီးနောက်တစ်ခါကျတော့ admin daily ကိုဒါပါပဲအဲ့တော့တိချရိုက်ခုလိုပါเนาะပြီး login ဆိုတာလေးနှိပ်လိုက်ပါ တော့ကျွန်တော်တို့ဒီ weapon တွေကိုကျွန်တော်တို့ရောက်ပါပြီဒီ weapon တွေတွေကိုကျွန်တော်တို့ရောက်ပါတယ်ဘာဆက်လုပ်အောင်လဲဆိုတော့ကျွန်တော်မှရှိပါတယ်အဲ့တော့ချိုးရကြတော့ကျွန်တော်အလွယ်ဘက်ကတော့ကျွန်တော်ဒီလုံချလိုက်တယ်ပေါ့နော်အမှန်ကတော့အလုပ်သွားလို့တော့မရဘူးလေအဲ့တော့ကျွန်တော်ပြပေးမယ်ကျွန်တော်ပြအစင်လာလိုက်လို့ပါပြီးကျွန်တော်ပြလို့သွားမယ်ဆိုတော့ဒီမှာ advance ဆိုရှိပါတယ်နော်ဒီမှာကျွန်တော်ပြပေးပါမယ် advance ဆိုတဲ့နေရာလေးဒီမှာပါအဲ့ advance ဝင်ပါနော် advance ဝင်မယ်ဒီအဖမ်းနေပြီးတော့မှကျွန်တော်တို့ဘယ်လိုဆက်သွားမလဲဆိုတော့လုပ်တဲ့ခဏလေးတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ချက်ဆောက်လုပ်နေတဲ့ချက်ဆောက်အဲ့ဒါပြောလို့ရှိရင်ဘယ်လိုဆက်သွားမလဲဆိုတော့ကျွန်တော်ပြပါမယ်အဲ့ဒီမှာကျွန်တော်တို့ W line ဆိုတာရှိပါတယ်အဲ့လိုသွားပါမယ် ဒဗလူလမ်းမှာဆိုရင်ကျွန်တော်ကဒဗလူလမ်း basic နဲ့ဒဗလူလမ်း advanced ရှိရနော်အဲ့တော့ပြဿနာတက်တာဒါမှပြဿနာတက်တယ်ဆိုအဲ့ဒီဒဗလူလမ်း basic ထဲမှာတော်တော်ချင်းလိုက်တာပြဿနာတော်တော်ရှိရနော်အဲအဲ့ထဲမှာချင်းရတယ်နော် sorry ကျွန်တော်မှားတာပါကျွန်တော်ကကျွန်တော်ဟို advanced ကနေပြီးတော့ကျွန်တော်နည်းနည်းလေးလုပ်တယ်လို့ပေါ့နော်အဲ့တော့ကျွန်တော် advanced ကနေတော့အောင်ဖြစ်တော့မှန်တယ်ဒဗလူလမ်း basic ကနေပြီးတော့ချင်းရပါမယ်အဲ့တော့ဒီနေရာကြီးချင်းရပါမယ်နော်ဒီ pouch တာချင်းငယ် pouch ပါဒါလုံးဝမှန်ပါတယ်နော်ဒါချင်းငယ် pouch မှန်ပါတယ်ခင်ဗျာအဲ့ဆိုရင်ကျွန်တော် change ကြည့်ကြမယ်အဲ့တော့ဒီ access sign နဲ့ကျွန်တော် wifi နဲ့ပြောတာပါ wifi နဲ့ပြောတာပါဒီကောင်လေးကကျွန်တော်ဒီ access sign ရဲ့ name ပေါ့နော်ဒီကောင် အဲ့ဒါလေးပါအဲ့ okay ဒါဆိုရအောင်ဒါဆိုရင်ဒါလေးက wifi နဲ့ကိုပြောဖြစ်ပါလေနော်အဲဒီကောင်လေးကကျတော့ကျွန်တော်တို့ကဒီမှာ WP appreciate key ဆိုတာကျွန်တော် password ပြောဖြစ်ပါလေအဲ့ဒါဆိုရင်ကျွန်တော်ကဘာတော့မလဲဆိုတော့ဒါ password ကိုတော့ hide ထားတယ်အမှန်ကြီးလေးဖြုတ်လိုက်ရင်ကျွန်တော်ကဒါ password ကိုထားမိမိထားလိုက် password မြင်ရပြီပေါ့နော်အဲ့ဒါကိုလို့ရှိရင်ကျွန်တော် name ကို change ပါမယ်ကျွန်တော်ကဒီကောင်ကို internet ကိုကျွန်တော်ကဒီလိုလေးပဲလုပ်လိုက်ပါမယ် application က net အဲ drone လုပ်လိုက်ပြီးကောင်းလို့ကို change ချင်လို့ချင်ပါနော်ကျွန်တော်ကတော့ကျွန်တော်ပြောရပြီး password မှာကျတော့အခုလိုချင်တာဖြစ်ပါတော့အဲဒါရှင်းလုံးပြအောင်ဖတ်ကျွန်တော်ကတော့ chat လုံးထည့်လိုက်ပါမယ် အဲအဲ့ဒါဆိုရပါပြီဒီမှာအရေးကြီးပါတယ် number associated devices မှာကျွန်တော်ပြောချင်တာတစ်ခုရှိပါတယ်အဲ့ဒါကျွန်တော်ပြောပြောလို့လဲဆိုအလုံးရေကန်တာပြောချင်တာပါအလုံးရေကန်တာဆိုပါဆိုကျွန်တော်ကဒါဆိုရင်ဖို့တုံး30လုံးနေခွင့်ပြထားတယ်ပေါ့နော်အဲ့တော့ကွာ6လုံးဆိုရင်6လုံးပေါ့နော်ကိုယူလိုက်လို့ရပါတယ်အဲ့တော့ဒီလိုမျိုးပေါ့ပြတ်ပါဒီလိုမျိုးနေရပါအဲ့တော့ကွာ6လုံးထားတယ်5လုံးဆိုလည်း5လုံးပေါ့နော်ထားလိုက်လို့ရပါတယ်အဲ့တော့ကျွန်တော်က30လုံးကိုဖွင့်တာပြပါမယ်ပြောလို့ရှိရင်ကျွန်တော်ကဘယ်လုံးနေအောင်လဲဆိုအလုံးပြောလို့ရှိရင်ယူရမယ်တင်ရရှိပါတယ်အဲ့ဒါတော့ apply လုပ်ယူလိုက်ပါ apply ယူလိုက်ပြီဆိုရင် wifi ပြတ်သွားပါမယ် wifi ဖောင်ချင်နေပါ wifi ပြတ်သွားပါပြီ okay အဲ့ဒါဆိုရပါပြီ တ်ဆော့ချင်တာအောင်ရောပါပြီခင်ဗျာအဲ့တော့ဟိုလားဟိုလားကျွန်တော်တို့တစ်ချက်တွေ့ကြည့်ကြည့်မယ်ဒီမှာပါကျွန်တော်ခုနထားလိုက်တဲ့ဟာပါပြီးဒီမှာကျွန်တော်ခုနထားလိုက်တဲ့ပတ်ဆော့နဲ့ကျွန်တော်ပြောင်းကြည့်ပါမယ်ဆင်ပြပါတယ်။အဆင်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်မြန်မာပြည်ရာသာပါဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆင်လိုက်ရန်ရှယ်လေးလိုပါပြီလို့ရပါတယ်။အားလုံးကိုကျေးဇူးပါခင်ဗျာ။